ဆိုလို့ရှင်တော့ပေါမုခဆရာကြီးဒေါက်တာဦးတင်ဆွေလက်ကနေပြီးတော့ဆွေးနွေးပေးသွားမှာလည်းဖြစ်ပါတယ်ဆရာကြီးမင်္ဂလာပါခင်ဗျာကျွန်တော်တို့အာမြန်မာနိုင်ငံမှာတော့တချို့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ knowledge တွေရှိပြီးသားဆိုလို့ရှင်တော့သတိထားမိပါဘောเนาะတကယ်လို့များကိုဝင်ဆောင်နေအနေနဲ့စီဂျိုသွေးဂျိုယောဂနေနဲ့ပတ်သက်ပြီးတော့ဟိုတရှိခဲ့ပြီဆိုလို့ရှိရင်ပထမအဦးဆုံးအနေနဲ့ကုသဖို့အတွက်ပေါ့နော်ယောဂအတွက်ဖော်ထုတ်ရတဲ့အကြောင်းအရာလေးပေါ့ဒီအကြောင်းအရာလေးလည်းဆရာကြီးစတင်ပြီးတော့ရှင်းပြပေးစေချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကုသဆောင်စီဂျူတူဂျူယောဂ သူစတင်ဖော်ထုတ်ခြင်းပေါ့ diagnosis ဆိုတော့ဘယ်လိုလူတွေများဒီယောဂဖြစ်နိုင်ကြီးလို့တော်တော့အမယ်ဆိုအရှိပိုင်းမှာပြောသွားပြီးရောเนาะမျိုးစားနှစ်စီးကျူတို့ယောဂပူဖြစ်နေတဲ့အကြောင်းကျက်ရှိတဲ့လူတွေဆိုရင်ကျွန်တော်ကိုဝင်လာပြီးအပ်တဲ့ကာလပေါ့ကိုဝင်နှုစဉ်ကာလ၄ဘတ်တို့၆ဘတ်တို့အဲ့မှာတည်းကစပြီးတော့ကျွန်တော်တို့ကအာသွေးကိုသုံးမျိုးဖောက်နိုင်ပါတယ် usually တော့ကျွန်တော်သွေးနှစ်မျိုးဖောက်တယ်ပေါ့ကျွန်တော်ကဘာနဲ့ဖောက်လဲဆိုရင်တော့အဲ့ဒီအချိန်မှာကျွန်တော်ကဆိုတော့ fasting လို့ပြောပြီးည အဲ၈နာရီအနည်းဆုံးပေါ့အစားအစာမစားလာဘဲနဲ့မနေ့ကျတဲ့အချိန်မှာကျွန်တော်ကသွေးကြိုဖောက်တယ် fasting ပေါ့အဲဖောက်ကြည့်လို့ရတယ်အဲဒါမှမဟုတ်လို့ဆိုရင်ကျွန်တော်ကအဲ glucose ပေါ့ glucose centrifuge gram ပေါ့ centrifuge gram ကိုကျွန်တော်ရေနဲ့တောက်ပြီးတော့ရေနဲ့ဖြော်တောက်ပြီးတော့၂နာရီရကြာတဲ့အချိန်မှာရှိတဲ့သွေးကြိုဓာတ်ကိုဖောက်ကြည့်လို့ဖြစ်ရတယ်ပေါ့တစ်ခုပေါ့အဲတော့အမ်ကိုဝင်းဆောင်အပထမဆုံးက fasting ပေါ့ ညစာမစားဘဲနဲ့ဖောက်လိုက်လို့သွေးယူဓာတ်ကအာ126 mg per deciliter တဲ့များနေတယ်ဆိုရင်ဒါမှမဟုတ် glucose spike ကတောက်ပြီးတော့နှစ်နာရီကြာမှဆစ်တဲ့သွေးယူဓာတ်က200ကျော်နေတယ်ဆိုရင်နောက်တစ်ခုကကျွန်တော်သွေးနီဥထဲမှာရှိတဲ့သွေးယူတိုင်းကြည့်လို့ရတယ် HbA1c ပေါ့အဲ့တော့အာသွေးနှင်းသွေးယူသွေးနီဥတွင်သွေးယူဓာတ်ပေါ့အဲ့ဒါဆီကျော်6.5ရာခိုင်နှုန်းတဲ့များနေတယ်ဆိုရင်စပြီးတော့ကိုယ်ဆောင်တဲ့ချိန်ကလေးကစပြီးသူ့ကို ျွန်တော်ကစီယူသူယောဂရှိတယ်လို့စသတ်မှတ်လို့ရတယ်။ဟုတ်ကဲ့။အဲ့ဒီလူတွေကတော့များသဖြင့်စီယူမတိုင်ကိုဝင်ဆောင်မတိုင်ငယ်လေးကဖြစ်နေတဲ့စီယူယောဂကိုဝင်ဆောင်တဲ့ခါကျတော့စီကြည့်လိုက်လို့တည်သွားတာပေါ့။ဟုတ်။ဒါပေမဲ့အဲ့ဒီလူမိသားစုတွေမှာမျိုးရိုးရှိတယ်။ကိုကိုယ်တိုင်နဲ့ဝါတယ်တွေ့တွေ့ယောဂတွေ့တွေ့စီယောဂများစုစီယူသူယောဂဖြစ်နိုင်ရည်ရှိတယ်ဆိုစစ်ကြည့်လိုက်ပေမဲ့လို့အဲမရှိဘူးဆိုပါတော့မတွေ့ဘူးဆိုပါတော့မတွေ့ဘူးဆိုလို့ရှိရင်လေအဲ့ဒီကိုဝင်ဆောင် မိခင်တွေက ိုဝင်ဆောင်ရင့်လာတဲ့အလဲပိုင်းကာလ24ဘက်က28ကာလကြာလို့ရှင်ပြန်ပြီးတော့စီယူသူယောဂရှိမှရှိနော်ကိုဝင်ဆောင်စီယူသူယောဂရှိမှထပ်ဆစ်ဖို့လိုပါတယ်အစတုန်းတည်းကစီယူဖြစ်နေတဲ့အကြောင်းချက်မရှိတဲ့လူတွေကတော့တာမန်ကိုဝင်လာပြီးအပ်တယ်အပ်လာပြီးတော့ပထမပိုင်းမှာမဖြစ်ဘူးဒုတိယကိုဝင်ဒုတိယ အာဆက်နှစ်ပတ်မှာကြာရင်တော့24 28ရောက်ရင်တော့သူတို့ဆိုလည်းဆက်မှာဖြစ်အောင်ဟုတ်ကဲ့ပါနော်ဆက်ပြအရင်တုန်းကစီးကျူသွေးရောရှိတယ်ကိုယ်စားမှာစီးကျူသွေးရောရှိတယ်လို့မတွေ့သေးတဲ့အမျိုးသမီးမြန်သမီးတွေ24ပတ်မှာ နဲ့28ဘတ်ကြားထဲမှာကျွန်တော်စီးကျူသွေးရောဂါကိုဆက်ရမှာဖြစ်ပါဟုတ်ကဲ့အဲ့ဒီအချိန်ကြာရင်တော့ကျွန်တော်တို့ကဆရာပြတဲ့ HPV1C ဆိုတဲ့ twin ဦးထဲမှာရှိတဲ့သွေးရည်ဓာတ်နဲ့ကျွန်တော်သွေးမစစ်တော့ပါဘူးအဲ့ဒါကိုကျွန်တော်အသုံးမပြုတော့ပါဘူးကျွန်တော် glucose လို့ခေါ်တဲ့75 gram ပေါ့35 gram ကိုရည်နဲ့ဖြော်ပြီးတိုက်တဲ့ glucose နဲ့စစ်ဆေးခြင်းကိုမှကျွန်တော်တို့အသုံးပြုပါတယ်ဟုတ်ကဲ့အဲ့တော့စပြီးတော့ အညာအနည်းဆုံး၈နာရီပေါ့အစားမစားဘဲနေပေါ့ရေရလွဲလေးပေါ့အစားစားမစားဘဲနေပြီးတော့မနေ့ပိုင်းမှာဆိုတော့75 gram glue ကိုရေဖြော်ပြီးတော့တောက်ပြီးတော့၂နာရီကြာရင်ကျွန်တော်အဲစပြီးတော့ fasting မှာတခါ glue ကိုတောက်ပြီး၃နာရီမှာတခါ glue ကိုတောက်ပြီးတော့၂နာရီမှာတခါသုံးကသူ့ကိုသူ့ကြိုဖောက်ပြီးတော့ကျွန်တော်တို့ကသူ့ရဲ့သူ့ကြိုထက်ကိုကြည့်ရတယ်ပေါ့ဟုတ်ကဲ့ကြည့်လိုက်လို့အဲ့ထဲကနေပြီးတော့တစ်ခုခုပေါ့သုံးခုတည်းကတစ်ခုများတယ်ဆိုရင်ကျွန်တော်ကချီချိုသူ့ကြိုယောဂါတို့သတ်မှတ်တယ်ပေါ့အဲ့ဒါကတော့ကျွန်တော်တို့ ဆိုတော့ fasting မှာကျွန်တော်95တဲ့များတယ်တနာကြီးကြာလို့ရှိရင်စစ်တဲ့သူကျူတက်က180တဲ့များတယ်ဟိုဒါမှမဟုတ်ရှင်တနာကြီးကြာမှာဖောက်တဲ့သူကျူတက်က150တဲ့153တဲ့များတယ်ဆိုရင်အဲ့ဒီတစ်ခုများတာ ਨੇ သူဒီမျိုးမျိုးကိုကျွန်တော်ကိုဝင်ဆောင်စီယူသူယောဂရှိတယ်လို့ကျွန်တော်သတ်မှတ်ပါတယ်ဟုတ်ကဲ့ပါဆရာအဲ့ဒါနဲ့ပတ်သက်လို့နင်းငယ်ပြောချင်တာကကျွန်တော်တို့အာအမေရိကန်နဲ့ အဲ့ဘက်ဟိုတချမ်းမှာဆိုကနေဒါလိုပဲချမ်းမှာဆိုသူက two step procedure ဆိုတော့နှစ်ဆင့်ယောဂရှာဖွေခြင်းကိုလုပ်တယ်ပထမတည်းက glucose ဆို challenge ဆိုပြောတယ်90 gram ကိုတိုက်တယ်ပြီးတော့အဲ့အများလေးယူမှာနောက်ထပ်နှစ်ဆင့်တိုက်တယ်အဲ့ဒါကိုကျွန်တော်တို့ဘုံမှာယူမှာကျွန်တော်တို့အကြံမပြုပါဘူးဘာကြောင့်လဲဆိုတော့အဆင့်အများတဲ့အတွက်ကြောင့်ပေါ့အဲ့တော့ကျွန်တော် degree ratio ပေါ့ကမ္ဘာ့ချမ်းမရေးဖွေရဲ့ရဲ့အကြံပြုချက်အရာပဲပေါ့ကျွန်တော်တို့ one step procedure ပဲတစ်ဆင့်ပဲလုပ်ပါတယ် centrifuge gram glucose 95 gram ကိုကျွန်တော်တိုက်တယ် တိုက်ပြီးတော့မတော့ခင်တော့ရှိတဲ့သူจุတက်တနိုင်ကြမှာရှိတဲ့သူจุတက်နိုင်မှာရှိတဲ့သူจุတက်အဲ့သုံးခုတွေကတခုများနေကိုကျွန်တော်ရှိจุသူจุယောဂရှိတယ်လို့ကျွန်တော်တို့သတ်မှတ်တယ်ပေါ့ဟုတ်ကဲ့ပါဒါ24ဘက်က28ဘက်မှာပေါ့เนาะအဲ့တော့အဲ့ဒါဆိုတော့ကိုဝင်းသားမှမရှိจุမရှိတဲ့မျိုးမျိုးအားလုံး24ဘက်က28ဘက်မှာအားလုံးယောဂရှာဖို့ပြီးသားဖြစ်သားတယ်ပေါ့ရှိကြရလို့မရှိဘူးဆိုတော့ပြီးရောပေါ့ရှိတယ်ဆိုရင်တော့လေရှိတယ်လျောက်ကိုဝင်းဆောင်ရှိจุသူယောဂလို့သတ်မှတ်ပြီးတော့ကုသမှုခံရအောင်